grade 12တွေရော grade 11တွေရောအတွက်အရေးကြီးတယ် omission of relative pronoun သင်ခန်းစာလေးကိုဆရာ sharing လုပ်ပေးမယ်เนาะအဲ့တော့ဒီမှာ omission ကတော့ခြံထားတာတို့ဖြုတ်တာတို့အဲ့ဒီအဓိပ္ပာယ်ပေါ့ကွာ relative pronoun ကိုဖြုတ်ရမှာခြံခဲ့ရမှာဟုတ်ပြီเนาะအဲ့တော့ဒီမှာမိကွန်လေးက children who are properly trained children ကလေးတွေ who are properly ဆိုတာမှန်ကန်စွာနဲ့ train နေကျင့်ပေးထားတဲ့ကလေးတွေပါတဲ့ 1 yen ငယ်တဲ့အခါမှာအမှန်ကန်စွာနဲ့နီးစနစ်မှန်စွာနဲ့လေ့ကျင့်ထားတဲ့ကလေးတွေက we never go wrong ဘယ်တော့မှမမှားဘူးတဲ့ဟုတ်ပြီနော်အဲ့ဒါလေးကိုဆရာတို့ကရေးကြည့်ကြမယ်နော် omission လုပ်မယ်နော် relative pronoun တွေကိုဖြုတ်ရမယ်ပေါ့ကွာဖြုတ်ရမယ်ဆိုဒီမှာ relative pronoun who ကိုဖြုတ်ပြီဒါဆို who ဖြုတ်ပြီးရင်ပြီးပြီလားဆိုတော့ဒီ relative pronoun ကိုဖြုတ်ပြီးရင်သူ့နောက်မှာ fine ng သို့မဟုတ် factory ဖြစ်နေရမယ်ဒါပုံစံ1ပေါ့နော်ပုံစံ2ကတော့ဒီမှာအချိန်မရှိလို့ဆရာ မပြောပြတော့ဘူးအဲ့တော့ပုံစံအစ်မှာတော့ဒီ related pronoun who တွေ which တွေ that တွေဒါတွေဖြုတ်ပြီးသူ့နောက်မှာ battery တွေ vanji တွေရှိရမှာပေါ့နော်အဲ့တော့ဒီ ai ကြီးအာမလို့ဖြုတ်လိုက်တော့နော်အဲ့တော့ဒီမှာ battery က train နော်အဲ battery ရှိနေပြီအဲ့ဆိုရင်ဆက်ကူးလိုက်အောင်မယ်ဒီမှာ properly ကိုဘာကြောင့်မဖြုတ်တာလဲဘာကြောင့်မဖြုတ်တာလဲဆိုတော့ဆရာတို့ battery ရှိရမယ်လို့ပြောပေမဲ့ဒီ ly နဲ့စုံတာ adverb လीဟာဒီ verb ကိုအထူးပြုတဲ့ adverb ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုသွားဖြုတ်လို့မရအောင် အ exercise ပေါ့နော်သင်ခန်းစာတွေမှာဆိုရင်ဆရာတို့ဒီ properly ပုံစံအဲ LY နဲ့ဆုံးတဲ့ advert ကြီးကမပါဘူးဒီနှစ်ခုဖြုတ်ပြီးရင်ဒီ train ဆိုပြီး battery တန်းလာတယ်ပေါ့သို့တော့ဒီ verb ကိုပဲအထူးပြုတဲ့ advert ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုတော့ဖြုတ်လို့မရဘူးအဲ့တော့ကျန်တာတွေဆက်ကူးလိုက်အောင်ပေါ့အဲ့တော့သင်တန်းလေးစုံစမ်းခြင်းရင် grammar သင်တန်းလေးတွေရှိတယ် zoom ngo video file plus ပေါ့နှစ်မျိုးလုံးရှိတယ် telegram app တင်ထုံး90မှာစုံစမ်းလို့ရတယ် zoom plus ကတော့ အဲတရင်ကျို့ကြောင်းပိတ်ရက်မှာအမှန်ကန်တင်ပေးမဲ့တင်တယ်ဟုတ်ပြီနော်အဲတော့ဒီမှာဆရာတို့ဒါလေးကိုဆက်လေ့လာကြည့်မယ် children ကူးချတော့ကွာ c h i l d r e children ဒီနှစ်ခုဖြုတ်လိုက်တယ် who are ကိုဖြုတ်လိုက်တယ် properly e r m properly train train ဒီတော့မှာ one အကုန်ကူးချရုံနဲ့ဒီနှစ်ခုဖြုတ်ပြီး y o u n g young world never go wrong ဟုတ်ပြီနော်အဲအဲ့ဒါဆိုရင်တာဝန်သမီးတို့ဆောင်းဝတ်ဖြစ်ရင်အဆင်ပြေမယ်လို့ရှင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်